ာဘုရားကိုအမြဲမကောင်းကြံတဲ့ဒေဝရဟာဘုရားကိုသတ်ပြတ်ဖို့အတွက်တမျိုးကြံပြန်တော့တယ်။သူကြံမုံကလူတွေကတော့ဘောရမဘုရားကိုတတ်နိုင်ကြမှာမဟုတ်ဘူး။တရိษံရိုင်းများကသာဘုရားကိုတတ်နိုင်စရာရှိတယ်လို့ညံထုတ်ပြီးသူ့တပည့်ဖြစ်တဲ့အဇရတ္တမင်းထံမှာနာလာဂီရိအမည်ရှိတဲ့ရှင်ကြီးကိုတောင်းလို့တနေ့အရက်ရှိအိုးတောက်တဲ့နာလာဂီရိရှင်ကြီးကို ဖျားရှင်ကိုအစင်နဲ့ထိုးတတ်မဲ့နေမှာအရက်16အိုးတိုက်ဖို့ဒီရက်ကစင်လိန်နေကိုအမိတ်ပေးပါတော့။ဘုရားကြိုးတစ်မျိုးလုံးဟာအဲ့ဒီသတင်းကြောင့်ဥပ္ပောတောင်းလဲဖြစ်နေကြပါလေ။လူတွေအပြင်းမထွက်ကြနဲ့။နောက်နေမှာဂေါရမဘုရားကိုနာလာကိရှင်ချမ်းကြီးနဲ့တိတ်တတ်တော့မယ်လို့ကြေညာထားတယ်။မိမိတို့ဆရာမြတ်စွာဘုရားရဲ့စွမ်းရည်ကိုကောင်းကောင်းမသိကြသူများကတော့ နတ်ဘောင်ဘုရားရှင်ဆုံးကံထွက်စေခြင်းပေါ့သို့တော်လဲမြတ်ဗုဒ္ဓကအမှုမထားပဲရာဇကြိုတဝိုက်မှာရှိတဲ့ကျောင်းတိုက်ကြီး၁၈တိုက်ကသံဃာကောင်မြတ်စွာဘုရားနောက်ကဆုံးကံလိုက်ကြရမယ်လို့အမိန့်တော်ထုတ်လိုက်ပါတော့တယ်နောက်တနေ့လည်းနဲ့ဆုံးကံဝင်ကြီးမှာဘုရားနဲ့ဆင်မိုက်ကြီးစစ်ထိုးဝဲကိုလူအများကစိတ်ဝင်စားလာကြတယ် ဘုရားဘာသာတွေကစိတ်ကူးသူကဘူးလို့မြတ်စွာဘုရားရဲ့စွန့်ရီပေါ်ယုံကြည်သူများကတော့မြတ်ဗုဒ္ဓအောင်ပွဲတခြင်းရပေဦးတော်မယ်လို့နှစ်သက်ဝမ်းမြောက်စွာကြိုးဆိုနေကြသလိုမိစ္ဆာဒိဋ္ဌိလူနဲ့လူနည်းစုတွေကတော့နတ်ဘံဂေါရမယခန်တော်ဆင်နှင်းလို့ခေါင်းပြတော်မယ်လို့ဝန်တာနေကြပါတော့တယ်။နောက်တနေ့နာနဲ့ဆုံးခံဝင်ချိန်မှာတော့ရာဇူမျိုးရင်းမှာရှိတဲ့အိမ်ခေါင်မိုးများအပေါ်မှာဆိုရင် လူတွေဝေးဝေးလှုပ်နေတာပေါ့အဲ့ဒီအချိန်မှာပဲမြတ်စွာဘုရားနဲ့တန်ဃာတော်တွေလည်းဆွမ်းခံကြွလာရောဒေဝရရဲ့အစီအစဉ်လုပ်ထားတဲ့အတိုင်းစင်တိန်က နာလာဂိရိစင်ကြီးကိုအရက်မိုးအောင်တိုက်ပြီးစင်ကြီးကိုပိုပြီးစိတ်ဆိုးအောင် ချုံးနဲ့ဆွလို့ဘုရားရှင်နဲ့ညနေချင်းဆိုင်လှုပ်ပေးလိုက်တဲ့အခါ စင်ကြီးဟာစိတ်မှန်ထပြီးဘုရားရှင်ကိုအော်ပြေးမှာ ဆင်းကြီးဟာဖရားရင်စီမရောက်ခင်သားတဲ့အမေတူကြောက်လန့်ကြားပြေးရကိုလိုက်ထိုးတော့တာပေါ့မိခင်လည်းကလေးကိုမြေပေါ်ချပြီးကိုလွတ်ပြေးတဲ့အချိန်မှာဆင်းကြီးကငိုနေတဲ့ကလေးကိုနင်းတတ်ဖို့ပြေးသွားမြတ်စွာဘုရားကမြစ်တာလင်း၍အင်းငိမ့်သောအတန်တော်နဲ့စစ်သားနာလာကြီးတဲ့လူများကငါ့ကိုထိုးတတ်ရန်တင့်ကိုလွတ်လိုက်ခြင်းဖြစ်သည်ကလေးငယ်ကို ဘေးမပြူပါနဲ့ငါဘုရားစီအရောက်လာခဲ့ဆိုပြီးမေတ္တာရတ်တွေလွှတ်လိုက်တော့ရှင်ကြီးဟာမြတ်စွာဘုရားရဲ့ရှေ့မှာပစစ်တုပ်ဝှချလိုက်ပါတော့တယ်လူတို့ပိသက်တွေဟာအသက်တောင်ယူဖို့မိနေကြတယ်လားပါပဲမြတ်ဗုဒ္ဓကိုအယုအသေးပြုတ်နေတဲ့ရှင်ကြီးကိုလည်းမအံ့ဩပဲမနေနိုင်တော့အောင်ရှိနေကြပါတယ်ဘုရားကရှင်ကြီးရဲ့ဥခင်းကို ကြောင်လေးပမာကိုင်းတွေသုံးတတ်ပြီးမာကထဘာသာနဲ့တရားဟောတော်မူပါတယ်။ချက်သားနာလာကြည်ငါဘုရားကိုမပြစ်မှန်းနဲ့မူးရစ်မိုင်မဲခြင်းလည်းမရှိနဲ့ဤသို့ဆိုရင်သင်ဟာကောင်းရာဘဝကိုရောက်ပါလိမ့်မယ်လို့ဟောတော်မူတယ်။မကြုံစဘူးထူးခဲ့တဲ့အဖြစ်ကိုမြင်ကြရလို့ကြီးညိုစိတ်တွေပွားများကြပြီးကိုမှာပါလာကြတဲ့ရတနာစင်ရှင်ငွေတွေကို ချွတ်ပြီး ဆင်ကြီးရဲ့ကိုဘော်ကိုတင်ကြတာဂုံပြူကြပါတော့တယ်ဆင်ကြီးဟာဘုရားရဲ့ခြေတော်အောက်က မြူးမုံတွေလိုသူ့ခေါင်းပေါ်ကိုယူကျပြီးနောက်ဆုတ်လို့ပြန်သွားပါတော့တယ်မြစ်တာတန်းကြောင်အရက်သမားစင်စိုးကြီးကိုစင်လိမ်မှာသူတော်ကောင်းကြီးဖြစ်စေပါတော့တယ်